မင်္ဂလာပါရှင်ကျမကအခေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါစစ်ကောင်စီရဲ့ဗတ်တော်သားတရုတ်ဆောင်ရှုံးလဲရဲ့သိန်း6000တန်းမြို့ပြထက်ကလမ်းမရုပ်ရှင်ကားတပတ်တင်တဲ့ရုံစင်းပြဝရှိနေပါတယ်ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်စစ်တပ်ထောက်ခံသူတို့အဖြစ်ချင်ရှားတဲ့အဆိုတော်ယုံလေးစီစဉ်ရိတ်ကူထားတဲ့မြုပ်ပြထဲကလက်မရုပ်ရှင်စကားယုံတင်တဲ့နိုမာ28ရက်နေ့မှာပဲကြည့်ရှုသူမရှိပဲဖြစ်ခဲ့ပါရဲ့ အဲ့ဒီနောက်ယုံလေးကစကားအရှုံးပေါ်လို့ရုပ်ရှင်လောကကနေနားတော့မဲ့အကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားခဲ့ပေမဲ့နောက်ပိုင်းမှာပြန်ဖြတ်သွားခဲ့ပါတယ်ရုပ်ရှင်ပရိသတ်တွေကယုံလေးရဲ့တင်း6000အကုန်ကြခံရကူထားတဲ့မြို့ပြထဲကလမ်းမများစကားကိုပြည်တွင်းကပြည်သူတွေကလူမှုရေးပစ်တံဘွိုက်ကော့လုပ်တာကြောင့်ကြီးစုတူမရှိ ဖြစ်သွားတာလို့ဆိုပါတယ်စကားတွေယုံတင်ရက်တွေမှာလူကြည့်မများရင်တပတ်ပဲယုံတင်တယ်လို့တီးရပါတယ်အဲ့ဒီကြည့်တဲ့လူကြည့်ရ ပြည့်ပြုံနေနေမြောင်းပေါ့။อืมရပြန်ပြန်ပါတယ်။ရပြန်သူစံချိန်မီတော့နှစ်ပတ်ပေါ့စံချိန်မမီတော့တစ်ပတ်တယ်။တွင်ုံရှိတောင်စင်းအောင်။ရှိတော့မှဒီဘွက်ပြန်။မြုပ်ပြန်ကားကိုလာရောက်ကြည့်ရှုသူတချို့ရှိပေမဲ့ညစုကတော့လူမိုက်အစ်စ်တွေနဲ့ရိုက်ထားတဲ့ကားလိုဝေဖန်တူတွေရှိနေပြီးမြို့ပြချဲကလက်မကားမှုလို့ရွေးမကြည့်တဲ့ရုပ်ရှင်ချစ်သူပရိသတ်တွေလည်းရှိနေကြပါတယ်။အတိအကျဘုံကမကြိုက်ဘူးတဲ့မြို့ပြကလူစိုးရအများကြီးပဲမဟုတ်လို့ တန်တူလာဟုတ်တယ်အဲ့ဒီဇက်ကမှာတရုတ်ဆောင်တွေဖြစ်တဲ့ယုံလေးတိုင်ရွန်တထထွန်းတို့အပြင်တကယ်တလူမိုက်ဝင်းချုံဝင်းပါပါဝင်တရုတ်ဆောင်ထားပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ဆိုရော်ယုံလေးဟာစစ်တပ်နဲ့တထဲဝင်ဝင်ပတ်သက်နေသူဖြစ်တာကြောင့်ဘွိုက်ကော့ပြုလုပ်ခံရသူစီးရင်မှထိတ်ဆုံးကပါဝင်နေသူလည်းဖြစ်ပါတယ်ရုပ်ရှင်ထဲမှာပါဝင်တဲ့တာကီတာလူမိုက်ဝင်းချုပ်ဝင်းတဲ့ယုံလေးဟာစစ်ဘိုလ်ချုပ်တွေနဲ့ချိတ်ဆက်ပြီးတာ အချွေးတောင်းပေးတာတွေကိုငွေကျပ်သိန်း100ကျီယူပြီးအကျိုးဆောင်ပေးနေသူတွေအဖြစ်နာမည်ထွက်နေသူတွေဖြစ်ပါတယ်။ယုံလင်ဟာစစ်တပ်အာဏာမသိမ်းခင်2020ဩဂတ်စ်လတုန်းကလည်းနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်ကိုလုံခြံချင်းစစ်တပ်ကကဲတင်တဲ့ငါတို့အလုံးရဲ့ညီတချင်းဗီဒီယိုရိုက်ကူးခဲ့လို့အဲ့ဒီအချိန်ကလည်းပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရဖူးပါတယ်။ဒီမှာဟန်နာပါ တနင်္သာရီတိုင်းကျွန်းစုမြို့နယ်မှာ PDF အမြင်ခံပြီးကျေးရွာအုပ်ချုပ်ရေးမှုတွေစီကနေချင်းချောက်ငွေတောင်းရဲနေတဲ့အပေါင်းအပါ9ရောက်တဲ့ကတယောက်ကိုစစ်ဆင်းနေတဲ့အချိန်ထွက်ပြေးတဲ့အတွက်ဒီဇင်ဘာလ1ရက်နေ့နေ့လယ်မှာလိုင်းလံပစ်ခတ်ဖမ်းဆီးခဲ့ရတာကြောင့်တည်ဆုံခဲ့တယ်လို့ကျွန်းစုပကဖတာဝန်ရှိသူနဲ့ဒေတာခန့်တွေကပြောပါတယ်ကျုံစုမြို့နယ်မိုက်တွေကျေော်ခန့်တွေစီကနေကျုံစုပကပတာဝန်ခံအလူခံခိုင်းတယ်လို့ဆိုက ကျပ်ဝင်28သိန်းကျော်ကိုကျော်ဝင်းဆိုသူကတောင်းယူခဲ့လို့တင်ရတဲ့အတွက်နိုဝင်ဘာလ28ရက်နေ့ညဘက်မှာတော့ရောက်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ဖမ်းဆီးပြီးတဲ့နောက်စစ်ဆေးနေချိန်နိုဝင်ဘာလ30ရက်နေ့ညတနားရဲ့အချိန်လောက်မှာလက်ထိတ်ချုပ်ကထွက်ပြေးတော့တဲ့အတွက်လိုက်လံရှာဖွေခဲ့ပြီးဒီဇင်ဘာလတစ်ရက်နေ့နေ့လယ်12နာရီခွဲလောက်မှာ short term short အနေက DA dot team မှာပြစ်ခတ်ဖမ်းဆီးရရှိတယ်လို့ကျွန်းစုပကပတာဝန်ခံကိုနဂါကပြောပါတယ်။ တေဆုံးသူကျော်ဝင်းဆိုသူဟာပဲစင်ရောသားဖြစ်ပြီးသူတို့အဖွဲ့ကဘန်းနာနဲ့ကြေော်အုပ်စုမှာရှိတဲ့အုတ်ချုံရင်းမှုတွေစီကိုဖုန်းနဲ့အကြင်ကြင်ဆက်သွဲပြီးအသက်အန္တရာယ်ချင်းချောက်ကငွေတောင်းခဲ့ဘူးရဲ့လို့အုတ်ချုံရဲ့အဖွဲ့နဲ့နင်းဆက်သူတွေကပြောပါရရှင်မကွေတိုင်းပခုတ်ကူမြို့နယ်မှာရွေးကောက်ပွဲဝင်ပြိုင်မဲ့အမှန်လောင်ကိုနိုဝင်ဘာလ28ရက်နေ့မနက်9:00နာရီလောက်မှာလက်နက်ကအဖွဲ့တစ်ခုကဖမ်းဆီးတော့ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ် ်ပခုတ်ကိုမြော့အရှိတ်ဘက်ကအေဂျွန်းရောင်းမာနေတဲ့ပြည်သူပါတီအမန်လာဝေလင်းထက်ကိုလက်နက်ကအဖွဲတစ်ခုကအိမ်အထိလာဖမ်းတော့တာဖြစ်ပြီးဘေကိုဖမ်းဆီးတော့တယ်ဆိုတာကိုတော့မသိရသေးဘူးလို့ဆိုပါတယ်လနက်ကအဖွဲတစ်ခုကဖန်စီတော့ခဲ့တဲ့အမှန်လားဝေလင်းထက်ဟာဒီဇင်ဘာလ2ရက်နေ့ညနေပိုင်းအထိပြန်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့ပခုတ်ကူမြို့ခန်ကပြောပါရယ်အမှန်လားဝေလင်းထက်ဖန်စီခံရပြီးတဲ့နောက်အေဂျွန်ကြီးရော်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာကရော့ခန်9ရောင်းနဲ့ အေဂျွန်ကျေော်အနေကျေတယ်ကန္နာယောကယောခန်ဆေးရောက်ထက်မင်းကိုပခုတ်ကူတမတစ်သူညာတစ်အတွင်ဖန်စည်းခေါ်ဆောင်တော့ကြပြီတချို့ကပြန်လွတ်လာပေမဲ့တချို့ကတော့ဒီဇင်ဘာလ၂ရက်နေ့ညနေပိုင်းအထိတမတစ်သူညာတစ်ထဲမှာဆက်လက်ဖန်စည်းထားရလို့ဆိုပါတယ်ဖန်စည်းခံရတဲ့ဝင်းလင်းထွန်းဆိုသူဟာလူမှုရေးကိစ္စတွေနဲ့အလောင်းကစားကိစ္စတွေလည်းရှိတဲ့အတွက် တော်လည်ရေတက်ဖွဲ့တွေဘက်ကဖန်လာလားပြူစောထီတွေဘက်ကဖန်လာလားဆိုတာကိုသိချမသိရဘူးလို့ပခုတ်ကူအခြေစတော်လည်ရေတက်ဖွဲ့ဝင်တယောက်ကပြောပါရရှင်စကိုင်းတိုင်းဘူးတလင်းမြို့နယ်ကန်တာရော့ကိုစစ်ကောင်စစ်တပ်ကဒဇင်မာလာနှစ်ရက်နဲ့ညနေ9နာရီမှာဂျိုင်ရိုကော်ပတာ၄စီးနဲ့ဘုံကျချခဲ့တဲ့အတွက်အမျိုးသမီးနှစ်ယောက်ကြီးစားထိမှန်တရားရရှိခဲ့တယ်လို့ဒေတာခန်တွေစီကသိရပါတယ်။ ်စစ်ကောက်စီတက်ကတိုက်ပွဲဖြစ်ပေါ်တာမရှိပဲမုံရောနာမခစစ်တပ်အတွင်ကနေဂျိုင်ရိုကော်ပတာနစီးနဲ့ကန်တာရုပ်ကိုဘုံဒီနှလုံးကျေးချခဲ့တဲ့အတွက်အမျိုးသမီးနှစ်ယောက်ကြည်စားထိမှန်ထင်ရရရှိခဲ့ကလူနေအိမ်နှလုံးလည်းပျက်စီးသွားတယ်လို့ဆိုပါတယ်ကန်တာရော်ကိုဘုံကျဲမှုအတွင် ထိခိုက်တရာရရှိခဲ့သူနှစ်ယောက်ကိုကုညင်ကေစီရဲ့လှုပ်ပေးထားရဲလို့ဘုတလင်မြို့နယ်ပအဖတာဝန်ရှိသူကပြောပါရယ်ကန်တာရော်ဟာဘုတလင်မြို့နယ်နမိုင်လောက်ဝေးပြီးစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စကောက်စီတကနှစ်ကြိမ်တိုင်တိုင်မင်းရှုဖြက်စီးတော်တဲ့ကြေးော်ဖြစ်တယ်လို့သိရပါတယ်ရှင်တရုတ်နိုင်ငံမြောက်ပိုင်းမှာအပူချိန်တဲ့ဇက်တိုက်ကြာဆင်းလာတာနဲ့အများခြေဝတဲ့အေးတဲ့အရှင်အမြစ်တွေကိုကဘာလိခီးတည်တဲ့အတွက်ဆွေးဆောင်မှုတွေအဖြစ်ပြောင်းလဲနေပါတယ်။ဟေလောင်ကျဲပြည်နယ်ရဲ့ရေခဲဖုံးလွှမ်းနေတဲ့တတော်တွေထဲမှာခီးတော်ရတဲ့အတွေ့အကြုံတွေကနဲ့ရှင်းကျန်းပြည်နယ်ကကြောင်းသားတွေအတွက်နင်းကြနေတဲ့အားလဲရက်တွေအထိအစီအစဉ်တွေရှိနေတာပါ။ တရုတ်နိုင်ငံရဲ့မြောက်ဘက်အကြဆုံးမြို့ဖြစ်တဲ့ဟေလောင်ကျန်းပြည်နယ်မိုဟော့မြို့မှာခီးတေ300ကျော်တင်လာတဲ့ရထားတစ်စင်းနိုဝင်ဘာလ29ရက်နေ့မှာရောက်ရှိလာခဲ့ပါတယ်။နေကွေတဲ့ခီးနှဆိုင်တဲ့အတွေ့အကြုံလို့နမည်ပေးထားတဲ့ခီးစဉ်ဟာအစ်တေတွေကိုခီးစဉ်တစ်လျှောက်လုံးမှာမြင်တွေ့ရတဲ့ရေကင်းတဲ့အနေတွေကိုခံစားနိုင်စေပါတယ်။မြင့်တက်လာတဲ့ဆောင်းရာသီခီးသောလုပ်ငန်းဝေလိုအားကိုဖြည့်ဆည်းဖို့ရထားလမ်းအော်ပရေတာတွေကဟာဗင်နဲ့မိုဟော့အကြောင်းဝန်ဆောင်မှုတွေကိုထပ်လောင်းထည့်သွင်းခဲ့ပါတယ်။ အရက်ဖက်လေချောင်းပို့ဆောင်ရေးကလည်းမိုဟော့နဲ့ဟေလောက်ကျမ်းမှာရှိတဲ့တခြားခီတော်မျိုးတွေအကြားလေရင်ခီးစီတွေကိုတုံးမြင့်ခဲ့ပြီးခီတော်လောင်မှုကိုပို့အဆင်ပြေအောင်လုပ်ပေးခဲ့ပါတယ်။တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှင်ကျန်းဝီကာကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဥရန်ချီမြို့တော်မှာမူလာရန်နဲ့အလေတန်းကျောင်းတွေဟာဒဇင်ဘာလ၁ရက်နေ့ကနေ၅ရက်နေ့အထိပထမဆုံးနင်းအားလဲရက်ကိုစတင်ခဲ့ပါတယ်။ အားလရက်တွေပေါင်းစည်းလိုက်တဲ့အခါចောင်းသားတွေဟာဆောင်းရသည့်အားလရက်ကို ကိုယ့်ရဲ့အထီခန်းစားနိုင်ခဲ့တာပါဒေတာကစကေးစီစခန်းတွေကလည်းရာသီအလိုက်မိုဟာရာအစ်တစ်ကိုဂုံပြူဖို့နဲ့မိသားစုတွေကိုတောင်ဆောင်တွေစီဆွေးဆောင်ဖို့အခမဲ့ဝင်ခွင့်နဲ့စားသုံးသူထောက်ပံ့ခြင်းတွေထုတ်ပြန်ခဲ့ပါရဲ့ရှင်။ဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ကြရတာပါ။ကျမကခေခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။